မန္တလေးနဲ့စကိုင်းမှာရှိတဲ့ရှေးဟောင်းအမွေအနှစ်တချို့ငလျင်ကြောင့်ပျက်စီးခဲ့ပေမဲ့ငလျင်တင့်ဒေသတွေကိုအလဲပတ်ခီးစဉ်အဖြစ်ပုံမှန်လက်ပတ်လို့ရပြီဆိုတဲ့စစ်ကောင်စီဟိုတယ်ခီးသွားနေထုတ်ပြန်ချက်ပေါ်ဝေဖန်မှုတွေရှိနေပါတယ်။မြန်မာနိုင်ငံကခီးစဉ်တိုးဒေသတွေထဲကငလျင်ပေးတင့်ဒေသတွေမှာငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကိုပြည်ရင်းမိပါခီးသွားတွေတွားရောက်လေလာကြည့်ရှုရင်ငလျင်ပေးအန္တရာယ်နဲ့ပတ်သက်တဲ့ဗဟုသုတတွေရရှိစေနိုင်တယ်လို့စစ်ကောင်စီဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနကပြောပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ခီးသွွားဖို့မတင်တော်သေးဘူးဆိုတဲ့သတိပေးချက်တွေရှိနေပေမဲ့စစ်ကောင်စီကတော့ပြည်ပခီးသွွားဝင်ရောက်မှုညော့နေနေတဲ့အပေါ်တရုတ်ရုရှားအိန္ဒိယနဲ့အာဆီယံတဲကခီးသွွားတွေပိုဝင်ရောက်လာအောင်ငလျင်အကြောင်းပြစီစဉ်နေတာပဲဖြစ်ပါတယ်။အခီးသွွားလုပ်ငန်းကဟိုရှင်းပြောမယ်ဆင်းပြောမယ်ပြက်ပြီးတော့တော့ပြောလို့ရတယ်ဗျာ။ဒီနိုင်ငံကြီးနဲ့ဆိုအများကြီးတက်ဆိုင်မီဂိုတိတ်စီပွားရေးလို့ခေါ်တယ်။ဥပမာတဘောတူကဟိုတယ်နဲ့ခီးသွွားတဲ့လုပ်ငန်းဆိုတာဒါမီဂိုတိတ်စီပွားရေးလို့ခေါ်တော့ဗျာ။ အဲ့ဒါကောင်းမှုဆိုတာကနိုင်ငံနေမြတီချင်းမှုအေဂျင်မှု လုံခြုံစိတ်ချမှုအများကြီးဆိုင်တယ်ဗျအခုကတော့လုံခြုံမှုလည်းမရှိဘူးဗျာပြီးတော့တဘာဝအရေးရတာရှိတယ်သွားရတဲ့အချိန်တွေရတယ်တိတ်ပြီးတော့အဆင်မပြေတဲ့ခါကျတော့အဆင်မပြေဘူးလို့ပြောအောင်ပါဗျဟုတ်ကဲ့ လက်ရှိအခြေအနေအရပြပခီးတွေလက်ခံဖို့ဆိုတာထက်ပြည်ရင်းဖျားမှုတွေလက်ပတ်နိုင်ရေးကိုတော့ဆောင်ရွက်နိုင်တဲ့အနေအထားမရှိသေးဘူးလို့သူကဆက်ပြောပါတယ်။2022ခုနှစ်အစောပိုင်းကမြန်မာနိုင်ငံပြပခီးသွာကဏ္ဍကိုပြည်လဲဖွံ့ဖြိုးဖို့အတွက်စစ်ကောင်စီကလှုံ့ဆော်နေပြီးအရှိတောင်အရှောက်ကခီးသွာတွေကိုကဏ္ဍဦးပြင်မှတ်ထားလှုံ့ဆော်နေတာပဲဖြစ်ပါတယ်။စစ်ကောင်စီကရုရှားနိုင်ငံသားတွေကို2025ခုနှစ်ဇူလိုင်လအထိ ဗီဇာကင်းလွန်ခွင့်တလပေးထားသလိုတရုတ်နဲ့အိန္ဒိယခရီးသွားတွေကိုလည်းဆက်ရောက်ဗီဇာနဲ့တလနေထိုင်ခွင့်ပေးမယ်လို့2023ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကကြေညာထားခဲ့တာပဲဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးပဲရင်လှုပ်ဝေးပါအောင်ကြာအပြက်စီးတွေကဒီတိုင်းပဲရှိနေတယ်ဟော။ကျွန်တော်တို့ပြည်သူတွေလည်းမြောက်ပြပြီးတော့ဆန်တောင်းခံနေရသလိုပဲ။နိုင်ငံတကာသတင်းတောက်တွေသတင်းလိုက်ဖို့လှုပ်တော့လည်းခွင့်မပြုဘူး။အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီးတော့မှရှိမရှိတာနဲ့မီးမလာတာနဲ့ ဟိုတယ်တွေအကုန်ပိတ်ထားလို့ပေးမဝင်ဘူးဆိုတာနဲ့အခုကျတော့နိုင်ငံတကာလှူထားတဲ့ပစ္စည်းတွေကိုသူတို့အတွက်ဆိုပြီးတော့ယူထားပြီးပြီလေအဲ့တော့လေတန်းပြောင်းပြီပေါ့ဗျာအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနကတော့နိုင်ငံရေးမငြိမ်မသက်မှုတွေဖြစ်နေတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ခီးသွားသတိပေးချက်အဆင့်၄အထိထုတ်ပြန်ထားသလို နိုင်ငံရေးမငြိမ်သက်မှုတွေနဲ့လက်နက်ကင်ပြိပခါတွေကြောင့်မြန်မာနိုင်ငံကိုမသွားဖို့အကြံပြုထားပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီဟာတရုတ်ခီးသွွားတွေအပြင်ရုရှားနဲ့အိန္ဒိယနိုင်ငံသားခီးသွွားတွေလာအောင်စ조사နေခဲ့ပြီး2024ခုနှစ်စင်နရီလကနေမတ်လအထိမြန်မာနိုင်ငံကိုနိုင်ငံသားခီးတဲ့၃သိန်းခွဲဝင်ရောက်ခဲ့တယ်လို့အဲ့ဒီသူတွေထဲမှာတရုတ်နိုင်ငံကအများဆုံးဖြစ်ပြီးထိုင်းနိုင်ငံကဒုတိယဖြစ်တယ်လို့စစ်ကောင်စီအောက်ပေါ်သတင်းစာတွေမှာဖော်ပြခဲ့ပူပါတယ်။